ရန်ကုန်မှာနေထိုင်တဲ့သူတွေတော့ပေါ့နော်နေ့တိုင်းသွားနေတဲ့လမ်းတွေတောက်နေတဲ့ရေကအစအနာဂတ်မှာဖြစ်လာမယ့်မြို့ပြအစီမံကိန်းကြီးတွေအထိဒီကိစ္စအားလုံးကိုဘသူအဘလို့စီမံခန့်ခွဲနေတာလားဆိုတာစဉ်းစားဖူးကြလားအဲ့ဒါတွေအားလုံးရဲ့နောက်ွယ်မှာဥပဒေတစ်ခု ရှိပါတယ်ဒီနေ့အဲ့ဒီဥပဒေအကြောင်းကိုပဲအသေးစိတ်လေ့လာကြည့်ကြပါပါအမိတ်တိန်တာနဲ့အဆောက်အအုံအသည့်တွေစောက်ထားအထိရန်ကုန်ရဲ့နေစဉ်ဘဝကိုဘသူကတာဝန်ယူထားတာလဲ ဟုတ်ပြီဒီမေဟုံးရဲ့အဖြေက2018မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေတစ်ခုထဲမှာအတိအကျရှိနေပါတယ်အဲ့ဒီဥပဒေကပဲမြန်မာနိုင်ငံရဲ့အကြီးဆုံးမှုတော်ကိုစီမံခန့်ခွဲနေတဲ့အဓိကအဖွဲ့အစည်းရဲ့အာဏာနဲ့တာဝန်တွေကိုတံပယ်ပေးထားတာပေါ့ကဲဒါဆိုရင်အဓိကအကြောင်းအရာကိုတိုင်းဝင်လိုက်ကြရအောင်အဲ့ဒါကတော့2018ခုနှစ်ဇွန်လ28ရက်နေ့မှာအတည်ပြုခဲ့တဲ့ရန်ကုန်မြို့တော်စီပင်တရားရေးဥပဒေပါပဲပြောရမယ်ဆိုရင်ဒါဟာမြို့ပြအုပ်ချုပ်ရေးရဲ့အခြေခံအုပ်မြုပ်ကြီးတစ်ခုပေါ့ အဲ့တော့ဒီဥပဒေကဘာကိုအဓိကလှုပ်ဆောင်ပေးတယ်လဲဆိုတော့ YCDC လို့အတူခေါ်ခေါ်ကြတဲ့ရန်ကုန်မြို့တော်စီမံတရားရုပ်ကော်မတီကိုတရားဝင်ဖွဲ့စည်းခွင့်ပေးပြီးမြို့ရဲ့ကိစ္စအဝါဝါကိုစီမံခန့်ခွဲဖို့အာဏာအနှင်းလိုက်တာပါပဲ။ဆိုတော့မြို့ရဲ့အဓိကဝန်ဆောင်မှုတွေအားလုံးကသူတို့ရဲ့တာဝန်ဖြစ်သွားတာပေါ့။အဘေ YCDC ကမြို့ကိုစီမံခန့်ခွဲတဲ့ဆိုတာသိပြီးဒါဆိုရင်အဲ့လောက်အရေးပါတဲ့ကော်မတီကိုရောဘလို့လူတွေနဲ့ဖွဲ့စည်းချတာလဲ။မြို့ရဲ့အနာဂတ်ကိုပုံဖော်နေတဲ့သူတွေကဘယ်သူတွေလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်။ ဥပဒေမှာတော့ YCDC ကိုရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။သူတို့ကဒီ2018ဥပဒေအရဖွင့်ဆီးထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီးရန်ကုန်မြို့နယ်နေမိအထက်ကစီပင်တရားအေးနဲ့တက်ဆိုင်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေဝန်ဆောင်မှုတွေအားလုံးကိုတာဝန်ယူရတယ်။ဒီနေရာနဲ့ပြောရရင်မြို့တော်ရဲ့အဓိက engine ခန်းကြီးတစ်ခုလိုပါပဲ။ဒီ committee မှာအဖွဲ့ဝင်စုစုပေါင်းဘယ်လောက်ရှိလဲဆိုတော့7ယောက်တက်တိရှိပါတယ်။အဲ7ယောက်ကပဲသူတို့ရဲ့မတူညီတဲ့အမြင်တွေအတွေ့အကြုံတွေကိုပေါင်းစပ်ပြီးတော့မြို့အတွက်အကောင်းဆုံးဖြစ်မဲ့ဆုံးမချက်တွေကိုချမှတ်ရတာပါ။ ီဖွဲ့စည်းပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။မြို့တော်ဘုံကဥက္ကဋ္ဌအညနာဦးဆောင်တယ်ပြီးတော့ပြည်သူ့ကနေတိုက်ရိုက်မေးပေးရွေးချယ်ထားတဲ့အဖွဲ့ဝင်6ယောက်အစိုးရကနေတိုက်ရိုက်ခန့်အပ်တဲ့အဖွဲ့ဝင်4ယောက်အလုံးပေါင်း7ယောက်ပေါ့။ဒီဖွဲ့စည်းပုံကတစ်ဖက်မှာပြည်သူ့ကိုယ်စားပြင်မှုလည်းရှိအောင်နောက်တစ်ဖက်မှာအုပ်ချုပ်ရေးဆိုင်ရာကျွမ်းကျင်မှုလည်းရှိအောင်ဟန်ချက်ညီအောင်ဖန်တီးထားတဲ့သဘောကိုတွေ့ရမှာပါ။ကောမဒီဝဲများစုကဖြီသူကရွေးချယ်တင်မြှောက်လာတာဆိုတော့ဒီနေရာမှာမဲဆရာရှိလာတာကအဲ့ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ကတော့ဘယ်လိုပုံစံမျိုးလဲ ဘသူတွေကမဲပေးခွင့်ရှိပြီးဘသူတွေကဝင်ရောက်ရှင်ပြိုင်ခွင့်ရှိလဲဆိုတာကြည့်လိုက်ရအောင်ဒီနေရာမှာသတိထားကြည့်ရမယ့်အချက်ကဥပဒေကမဲဆန္ဒရှင်အတွက်သတ်မှတ်ချက်နဲ့ကိုယ်စားလှယ်လောင်းအတွက်သတ်မှတ်ချက်ကိုရှင်းရှင်းလင်းလင်းခွဲခြားထားတာပါပဲမဲပေးမဲ့သူကအသက်၁၈နှစ်ပြီးဥပဒေနဲ့ညီမဲပေးခွင့်ရှိတဲ့နိုင်ငံသားဖြစ်ရပြီကိုယ်စားလှယ်လောင်းကြတော့အသက်၂၅နှစ်ပြီးရမယ်မိဘနှစ်ပါးစလုံးနိုင်ငံသားဖြစ်ရမယ်ပြီးတော့အရေးကြီးဆုံးကသူရှင်ပြိုင်မဲ့မဲဆန္ဒနေမှာအနည်းဆုံး၃နှစ်နေထိုင်ခဲ့ဖို့သူဖြစ်ရမယ်ဆိုတဲ့ချက်ပါပဲ ဲကော်မတီလည်းဖွဲ့စည်းပြီးပြီဆိုတော့သူတို့တကယ်တမ်းပါတယ်လောက်ရမှာလဲသူတို့ရဲ့အဓိကတာဝန်နဲ့ဝထရားရဲ့ကဘာတွေဖြစ်မလဲဥပဒေပုံမှန်24မှာဒါတွေကိုအသေးလေးဖော်ပြထားတယ်ပါတယ်လဲဆိုတော့တစ်ချက်ကြည့်လိုက်ကြအောင်သူတို့ရဲ့အဓိကတာဝန်တွေထဲကတစ်ခုကတော့မြို့ပြစီမံကိန်းနဲ့အခြေခံစောင့်အောင်ပိုင်းပါပဲဆိုလိုတာကမြို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးရေးဆွဲတာဘယ်နေရာမှာလူနေဘယ်နေရာမှာစီးပွားရေးစုံလုံးမယ်ဆိုတော့မြေထုံးချမှုတတ်မှတ်တာဆောက်လုပ်ခွင့်တွေချပေးတာစစ်ဆေးတာတွေကအဆ အရေးကြီးတဲ့မြို့ပြအမွေရနဲ့အဆောက်အုံတွေကိုထိန်းသိမ်းတာအထိအကုန်ပါဝင်ပါတယ်။နောက်တစ်ခုကတော့လူတိုင်းရဲ့နေ့စဉ်ဘဝနဲ့တိုက်ရိုက်ပတ်သက်နေတဲ့အများပြည်သူဝန်ဆောင်မှုတွေပါ။မြို့အတွက်ရေလုံလုံလောက်လောက်ရရှိရေးဈေးတွေနဲ့သားသက်ယုံတွေကိုစနစ်တကျစီမံခန့်ခွဲရေးရေဆိုးနဲ့ရေနှုံးပြောင်းစနစ်တွေကောင်းမွန်ရေးအမိုက်တွေဆွဆောင်ဆွန့်ပြရေးလာမီးတွေထွန်းညိရေးဒါတွေအားလုံးကသူတို့ရဲ့အရေးကြီးတဲ့တာဝန်တွေထဲမှာပါပါတယ်။ နောက်ဆုံးအရင်နဲ့သူတို့ရဲ့တာဝန်တွေကချမ်းမရင်းနဲ့ပုံဝန်ကျင်ထိန်းသိမ်းရေးအထိကျေပြန်ပါတယ်။ဥပမာအများပြည်သူအကွက်ပန်းချန်တွေကစားခွင့်တွေထိန်းသိမ်းတာလေထုရေထုညဉ့်ညံမှုတွေထိန်းချောက်တာလမ်းဘေးတည်းဆန်တွေစီမံခန့်ခွဲလာဈေးတွေမှာရောင်းချရအစားတောက်တွေဘေးကင်းလုံခြုံမှုရှိအောင်စစ်ဆေးတာဒါတွေအလုံးသူတို့ရဲ့တာဝန်ပါပဲ။ကောင်းပြီဒါတွေကတော့ကော်မတီရဲ့အဓိကစာဝင်တွေပေါ့။ဒါပေမဲ့ဒီတာဝန်တွေအလုံးရဲ့နောက်ခွဲမှာဒီဥပဒေကဘလို့ကြီးမားတဲ့ရီမန်းချက်ပန်းနိုင်တွေကိုမျောမှန်းထားတယ်လေ။ ရန်ကုန်ကိုဘလော့ခစ်မီမြို့တော်ကြီးတကိုဖြစ်လာစေခြင်းတလဲဆိုတာကြည့်လိုက်ကြရအောင်ဥပဒေမှာအဓိကရည်ရွယ်ချက်ချင်းငါးခုကိုချမှတ်ထားတာတွေ့ရပါတယ်အထူးချုံးပြောရရင်တော့မြို့ပြထွန်ပြို့တိုးချက်မှုကိုအရှင်ဟုန်နဲ့မြင့်တင်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့စီပင်ခေါ်နေကိုစစ်နဲ့တကြကောက်ခံပြီးဖွံ့ဖြိုးရေးအတွက်ပြန်သုံးဆွဲဖို့နိုင်ငံတကာမြို့ချီအိတ်လိုတန်ရှင်းတရားလပ်ပါပြီးပြည်သူတွေပါဝဲနဲ့မြို့ဖြစ်လာဖို့တောင်းယူမှုတာဝန်ခံမှုပွင့်လင်းမြင်သာမှုရှိတဲ့ပြည်သူကိုဗဟုပြုတဲ့စစ်နဲ့ဖြစ်ပေါ်လာဖို့နောက်ပြီးဒီလုံငန်းတွေကိုထိထိရောက်ရောက်အကောင်အထည်ဖို့နိုင်မဲ့ဌာနတွေဖွဲ့စည်းဖို့ဆိုတာတွေပဲဖြစ်ပါတယ်။ကာဆွေရဲ့အချို့အနေနဲ့ပြန်ကြည့်လိုက်တဲ့အခါဒီဥပဒေကမနေ့ဖြန်ရဲ့ရန်ကုန်မြို့ကိုဘလို့ပုံဖော်ပေးမှလဲ တကယ်တော့နှစ်ဖောင်ဆက်ရှိဦးလေဟာရန်ကုန်ရဲ့အနာကတကွတ်ခိုင်မာတဲ့မြုံမုံတစ်ခုလမ်းပြမြုံမုံတစ်ခုကိုချပေးထားတာပါဒါပေမဲ့ဆိုင်ပေါ်ကအစည်းအဝေးတွေလက်တွေ့မှာဘလောက်အသက်ဝင်မလဲဆိုတာကတော့ဒီဥပဒေကိုအကောင့်အထည်ဖော်မဲ့သူတွေရဲ့စွမ်းဆောင်ရည်နဲ့အများပြည်သူရဲ့ပူးပေါင်းပါမှုပေါ်မှာပဲအများကြီးမူတည်နေမှာဖြစ်ပါတယ်